ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ KVK News Channel နေ့ပရိသတ်များအားလုံးကိုပြန်လည်ပြီးအောင်ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူ အမင်ခန့်ရေးသားထားတဲ့ဂမ်ဘီယာမောင်ဖုံးနဲ့ခင်မွန်ကြီးဆေဘာဆိုတဲ့ဇာတ်လမ်းကို တင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ပါအောင်မယ်။ကျွန်တော်တို့အမေ90ရွာဝေးသေးလားဆရာ။อืม ငါတို့သွားမယ်ရွာနဲ့အခုနေရာရှင်မဲဆိုရင်တော်တော်လေးကိုအလံဝေးပါသေးတယ်။ဒါနဲ့မင်းကဘာဖြစ်လို့မင်းရလဲ။ဆရာမဖုံစကားကြောင့်ဖိုးထောင်အကောင်ကိုလက်နဲ့အသားကုပ်လိုက်ပြီးဒီလိုပြကျွန်တော်အာယုံထဲမှာခလေးတယောက်ကဝူဝဝနဲ့အော်ဟစ်နေပြီးအမျိုးသမီးတူကလည်းဖះမှာတားဖြစ်သူကျမ်းမာရေးကောင်းမွန်စေဖို့အတွက်အကြိမ်ကြိမ်အခါခါဆူတောင်းနေအောင်မြင်နေရရဲ့ဆရာ။လင်းငါရက်လောက်ရှိနေပြီးတရားထိုင်လိုက်တာနဲ့မြင်နေရရတာဗျ။မမင်းသူကဟုတ်လားဆရာဖိုးထောင်ဒါဆိုရင်တော့စိတ်ဝင်စားစရာကိစ္စတကူက ကျွန်တော်တို့စောင့်မျှော်နေတဲ့သဘောပေါ့နော်ဆရာမဖုံရှိနေတဲ့ဘလို့အန်တရမျိုးမှကြောက်ရမလို့မလားဟဲဟဲအဲစကားကိုကြားတော့ဆရာမဖုံကပြုံးရွှင်တဲ့မျက်နှာထားနဲ့မင်းဟာအထင်ကြီးလို့နေပါပြီကွာငါတို့ကိုညီနိုင်လားဆိုရင်တော့ကိုညီပေးရမှာပေါ့ဒီလိုဆိုရင်မင်းနဲ့ပတ်ထန်းဆက်ရှိခဲ့ဘူးတဲ့သူတို့ရဲ့စွတောင်းတန်ဖြစ်လိမ့်မယ်ထင်တယ်မင်းကိုအထက်ကညှော်ပြနေရောလဲငါတို့မျက်နှာလွှဲခဲ့ပြလို့မရတော့ဘူးဖို့ထောင်ရအခုလောလောဆယ်တော့လမ်းမှာတွေးသမျှရွာတွေကနေစုံစမ်းပြီးသွားကြပါပေါ့ဟုတ်ကဲ့ပါဆရာ ဒါနဲ့ကျွန်တော်ရင်ဆိုင်ရမယ်ခုနှစ်ဆင်းရွာမှာရှိတဲ့ရုပ်ပြောင်းကဝေးရတော်တော်လေးအစွမ်းထက်သလားသူပညာဘလောက်အဆင့်မြင့်နိုင်လဲဗျကျွန်တော်တို့လည်းကိုကိုဖြည့်ရှင်းနိုင်မှာမလားဒါတော့သူတပည့်ပညာကိုကြည်ချင်းအဖြစ်ပေါ်တည်တည်တော့မဟုတ်ဘူးကွာအစင်းမြင့်ပညာရဲ့ကိုပိုင်ဆိုင်ထားပြီးမကောင်းတဲ့နေရာမှာအတုံးချနေရငါတို့ကတော့မေတ္တာရက်ခံပြီးပညာသိရမှာပဲနောက်ထပ်ဖြစ်လာမယ့်အကျိုးဆက်ကတော့သူ့ရဲ့ကုသိုလ်ကံပေါ့ကွာနောက်ပြီးငါတို့ပညာသိတဲ့အခါသူကိုယ်တိုင်လွယ်လွယ်ကိုကိုလက်မခံရင်တော့ ဆိုင်ရာပုတ်ကိုအံ့နံပြီးဖန်စီအပြစ်ပေးရမှာဆိုတော့တိတ်ကြောက်စရာတော့မလိုပါဘူးကွာဆရာမဖုံးတို့လည်းဇင်ကြိုက်တောင်ပေါ်ကထွက်လာကြရမနာမနေ80ရွာကိုခီးနှင်ခဲ့ကြရအခုဆိုရင်6ရက်မြောက်ကိုရောက်ရှိနေခဲ့ပြီ နေကင်းဘတ်ဖြစ်တာကြောင့်အပူတန်းကလည်းပြင်းမောပတ်နေရတဲ့ခနာရက်ကအရှိကိုမျောကြည့်လိုက်တဲ့အချိန်ဆရာဟိုးရှိရာတစ်ပင်ကြီးအောင်မှာရိုးစင်တွေ့ရဲ့ဗျခနာလောက်ရေတောက်ပြီးအမောဖြေကြရအောင်များကျွန်တော်တော်တော်လေးကိုမောနေပြီတဏှာလုံးလည်းမနာရသေးဘူးလေအေးလေ ဒါဆိုလည်းမင်းပြောတဲ့အတိုင်းလုပ်ကြပေါ့မောင်ဖုံတို့ဆရာတပည့်လည်းရှေ့မှာမြင်တွေ့နေရတဲ့တစ်ပင်ကြီးအောင်မှာဝင်ထိုင်လိုက်ကြတယ်အဲ့တစ်ပင်အောင်မှာရှိတဲ့စေတနာရှင်တူကုသိုလ်ယူထားတဲ့ရေချမ်းစင်ဟာအေးမြရဲ့ရေကိုတဝါတောက်လို့အလိုရှင်ကိုသာတို့ခေါ်လိုက်ပြီးအနားယူနေခဲ့ကြတယ်ဆရာမောင်ဖုံကတော့နာနာနေနေထိုင်မနေပဲရှေ့ရဲ့အချိန်လေးမှာတရားအားထုတ်နေခဲ့တယ်ဖိုးထောင်နဲ့မောင်မင်းသူကတော့တစ်ပင်ကြီးရဲ့အောင်မှာခဏတာမှေးနေခဲ့ကြတယ်อืมကိုတန်းရေးတရင်ကြတာစီမကောက်လိုက်တာကွာရှင်နေတော့မကောက်ဘူး ။ "तू ငါ့ဆိုလှုပ်ခင်းနေကောင်းအောင်ဟာ။အခုတော့ငငယ်ရွယ်နဲ့တည်လိုက်မယ်လို့ထင်မထားဘူး။အော် तू ကနေရောညပါအချိန်ပြည့်အရက်တောက်နေတော့ယောဂါရတော့မပေါ့ရှင်။ရှင်လည်းအရက်လေးပါလေးရှော့တောင်း။နို့မို့ဆိုရင်ကိုတန်းရဲ့နောက်ကိုလိုက်နေအောင်မယ်။ဟာဖက်ဖက်ဖက်။မင်းကွာမပြောကောင်းမဆိုကောင်း။ကိုယောက်ကြောင်နမိတ်မရှိနမမရှိ ပြောရလိုက်တာကွာ။တော့လေကျုပ်ကတော့ချင်းချင်းနေအောင်ပြောရပါတော့။တော့တေးစီလိုရဆန္ဒမရှိပါဘူးတော့။ကိုငွေမောင်လေမိမဖြစ်သူနဲ့မိမိတငယ်ချင်းလေးတစ်ဖြစ် အရက်တောက်ဖို့တောက်ဖက်လေဖြစ်တဲ့ကိုတိုင်းအကြောင်းပြောနေခဲ့ကြတာခဏကြာတော့အင်ဝိုင်းတရားနေနေလင်းဦးဆွေအကောင့်လေးကနိုင်လာဖိတ်မှပဲပြောလက်ဆစကားချက်သွားခဲ့ကြတယ်။ဦးငွေမောင်ဦးငွေမောင်ကော်မတီနဲ့တော့ကောင်းလီမင်းနိုင်ကိစ္စငါတို့တည်ရဲ့အိန္ဒိယနေအပြန်ထွက်လာတဲ့ကိုငွေမောင်ကအဲ့လိုပြောလိုက်တော့နိုင်လာဖိတ်တဲ့မောင်နေလင်းဦးကဒါဆိုလေပြီးရောဗျာခမရတည်ပြီးသားဆိုရင်ဒီများနှစ်အောင်လာခဲ့ကြပါအောင်ဆိုပြီးကြုံပြီးခေါ်ခိုင်းလို့ကြုတ်လာတာလာတာမလာတာကတော့ခမရတို့အပိုင်းပဲ ပြောကပြန်ထွက်သွားခဲ့တယ်။ခမမပြောပြီးပြန်ထွက်သွားတဲ့လူငယ်လေးကိုကြည့်ကကိုငွေမောင်တယောက်ဒီကလေးရိုင်းလိုက်တာကွာမလာဘူးလို့ပြောလိုက်။အဲ့လိုပြောပြီးပါဇက်ကနေလှောင်အောင်မိသွားခဲ့တယ်။တွန့်လေမိကျူခမအားငယ်နေရှာမှာပေါ့။လာလာတွားကြရအောင်။ကလေးနဲ့ဖက်ဖြစ်မနေပါနဲ့တော့။တော်ပြောရကြပြီးစိတ်မကောင်းဖြစ်နေမှဖြစ်။ဒီကလေးဟာဆိုရင်ကိုတန်အေးရဲ့သားဖြစ်ပြီးရိုင်းပြမှုကလည်းရွာရဲ့နံပါတ်၁ဖြစ်နေခဲ့တယ်။သူဟာရွေတို့တွေနဲ့လည်းမတက်။ကြီးသူကိုလည်းလေးစားကောင်းမှန်မသိရကြောင် တရလုံးကသူ့ကိုရှောင်ကြအများတယ်အစိုးဆုံးချက်ကလက်ချိုးရေလို့မရတဲ့အထိစဲဆူတက်တာကိုပါဟဲ့မိကျူညီမလေးအေးဒီလောက်လဲခံစားမနေပါနဲ့လူပဲတစ်တနေ့မွေးတနေ့ပေါ့ဒါကိုတရားနဲ့ဖြေပါ၏မာကြီးဆန့်ရဲ့ကျုပ်လည်းတရားနဲ့ဖြေရမယ်ဆိုတာသိပေမဲ့ကျုပ်နဲ့တားလေးရဲ့ရှေးကိုတွေးပြီးပူမိလို့ပါတော့ကျုပ်ကအခုဆိုမုတ်ဆိုးမှဖြစ်နေပြီကျုပ်ကတားလေးကိုတင်နှောင်းတင်နေထားကြတာကျုပ်ယောက်ျားအရက်တောက်တယ်ဆိုပေမဲ့အလုပ်ပြတ်တယ်ဆိုတာမရှိသလောက်ပါပဲ အခုလိုချက်ချင်းဖြစ်လိမ့်မယ်လို့ကြုတ်ဖြစ်မတွေးမိပါဘူးတော့တားလျာလည်းမကြခင်ရှင်ပြရမယ့်အရာရောက်လာတော့မယ်လေอืมကြုတ်လည်းစိတ်မကောင်းပါဘူးအေးဒါပေမဲ့လည်းစိတ်မကောင်းဖြစ်နေလို့ပြိမဲ့ကိစ္စမှမဟုတ်ပဲလက်တလို့တော့အာသာတဲထားပါအေးညီရဲ့တားလေးလည်းအခုလိုစိတ်မကောင်းဖြစ်နေရတွေ့ရင်ဘယ်ကောင်းမှမလဲအခုရောညီသားပဲရောက်နေတော့ဟဲ့ငါလာကြရမတွေ့ပါလားနောက်ပေးမှရှင်စီခုပြီးလောက်စလုံးနေလုံးနေလေးရဲ့ဖေအခုလိုဖြစ်သွားတာငိုရမှန်းမသိရကောင်းသူကြည့်ရတာ ငှက်များထွက်ပြစ်ခြင်းလေသလားမသိပါဘူးတော့ဒီအချိန်ကိုငွေမောင်နဲ့ရွာသားတချို့ရောက်ရှိလာကြပြီးနိုင်ရဲ့အိမ်မှာလိုအပ်တဲ့ကိစ္စတွေကိုဝမ်ဝကူညီလှူဆောင်ပေးခဲ့ကြတယ်။လိုအပ်တယ်ဆိုတာထက်လိုအပ်မှုမရှိရလောက်အောင်လှူဟပေးခဲ့ကြတယ်။ကိစ္စရပြီလို့ညနေ၄နာရီလောက်ရောက်မှအနာယူကကိုငွေမောင်နောက်ဖေးကိုအပေါ်ဆုံးဖို့ထွက်လာတဲ့အချိန်လေးကွာတလက်ကိုအကန်းကနောက်ကြွားကြွားဖြစ်နေတဲ့မောင်နေလင်းဦးကိုတွေ့လိုက်ရတယ်။မြင်တွေ့လိုက်ရတဲ့မြင်ကွင်းအဖို့တိကျလာတဲ့အတွက်အနာကပ်ကဟျာ မင်းကလောင်လေးကွာကိုကိုင်းပြီးဘာလုပ်နေရတော့ဟာ။ဩဒါလားဒီလိုဗျ။အခုဆိုရင်ကျုပ်ဖင်တဲ့ကျုပ်ကပွားချင်းချသွားပြီလေဗျ။သူကျုပ်ကိုတည့်ရလာ၆မှဆိုလို့ကျုပ်ကကြိုတင်ပြင်ဆင်ထားတာဗျ။ကျုပ်များလာ၆လို့ရတော့လေးကွာနဲ့ကိုပြက်မှာ။တတိရှိရင်လာ၆ဆန်းပလေးစီ။ကြောက်ပါပြီဆိုပြီးလေးဘကုံထွက်ပြေးစီရမယ်။ဟာဒီကလေးကတော့မိဘအဲ့လိုမပြောရဘူးဟာ။ငရေကြည့်ရောမှာပဲငါလှုပ်လိုက်ရင်နာတော့မယ်။မင်းလောက်ရိုင်းတဲ့ကောင်ငါအခုထိမတွေ့ဘူးသေးဘူး။ဟာဗျာကျုပ်ကခမည်းမေးလို့လေဖြစ်ရသေးတယ်။ ခုကြာကြုတ်ကိုလာဆိုးနေတယ်။သွားတော့မယ်။ပြောပြီးမောင်နေလင်းဦးတယောက်ထွက်သွားခဲ့တယ်။ကိုငွေမောင်ကခေါင်းကိုခံရလိုက်ပြီးဒီကလေးတော့မပြောအပ်တဲ့စကားပြောသွားပါပဲ။တွေးပြီးစုတ်သက်လို့နေခဲ့တယ်။သူလည်းအင်းရှိကိုပြန်ထွက်လာပြီးညရောက်တဲ့အခါဖေဝိုင်းလေးနဲ့တောက်ဖို့စားဖို့ပစ္စည်းတချို့ဝယ်ဖို့ရာမိကျူစီမှာငွေအနှဲငယ်တောင်းပြီးရွာပြန်ဘက်ကိုထွက်သွားခဲ့တယ်။ဒီလိုနဲ့ညရောက်တော့နိုင်ရဲ့အိမ်မှာတရေမေးသူအမေဖေဝိုင်းထိုင်သူအားထိုင်ပဲလို့အမီလို့လို့ အရက်လေးနှကန်းဆွနေကြတဲ့အဖွဲ့ဒီအတိတိနဲ့လူစီနေခဲ့ကြတယ်။မိကျူကတော့ညှိုးငယ်တဲ့မျက်နှာထားနဲ့လာရောက်မေးမြန်းသူအားပေးစကားပြောသူတွေကိုထိုင်ကဧကန်စကားပြောနေခဲ့တယ်။အဲ့ဒီချိန်မောင်နေလေးဦးကအိမ်ပေါ်မှာထိုင်နေရကနေဘိုက်နာလာရဲ့အတွက်အင်သာရှိရနောက်ဖေးဘက်ကိုထွက်လာခဲ့လိုက်တယ်။သူထွက်သွားတော့ကိုတော့ကိုလုံးနဲ့ကိုအာယုံများနေကြတဲ့အတွက်ဘယ်သူမှသတိမထားမိခဲ့ကြဘူး။ခဏကြာတော့နောက်ဖေးဘက်ကနေအာအမလေးအမေဖေဝိုင်းထိုင်နေကြတဲ့ကိုငွေမောင်တို့အပြင် နိုင်ရဲ့အိမ်မှာရှိသမျှလူအလုံးဟာထွက်ပေါ်လာတဲ့အတန်းကြောင့်အလေအမြန်ပဲအတန်းထွက်ပေါ်လာရနေရကိုတော်ရောက်ကြည့်ရှုတဲ့အခါပါဇက်ထရနေအမြုပ်နေတစီစီထွက်ပြီးမျက်ဖြူလမ်းပြီးတတိလင့်နေရဲ့မောင်နေလေးဦးကိုတွေ့လိုက်ရတယ်။ဒါကြောင့်အင်ပေါ်ပွေတင်ကစစ်စရာပင့်သူဟာပင့်ပြီးအနားမှာမိကျွားတော့တာဖြစ်သူကြည့်လို့အလန့်တကြားရက်တောင်နဲ့မျက်နှာကိုခပ်ပေးနေခဲ့တယ်။နိုင်ရဲ့အိမ်ကလူရီလေညတကောင်ရောက်တဲ့အချိန်မောင်နေလေးဦးအခြေအနေကိုစောင့်ကြည့်နေခဲ့ကြတယ်။အဲ့နောက်မှာတော့စစ်စရာကြီးရဲ့ကုသပေးမှုကြောင့် မောင်နေလေးဦးတရိပ်ပြန်လည်လာခဲ့တယ်။သို့တော်လည်းအဲ့ဒီအချိန်ကစပြီးပါဇက်ကြီးရရွက်ကတိုးတွားကလွယ်ပြီးဘာမှမပြောတော့ကြီး။မနက်မိုးစင်စင်လဲနာနဲ့ဆရာပေါင်းစုံစေနေပေါင်းစုံနဲ့ကုသတော်လေးထူကြကောင်းမွန်လာခြင်းမရှိရတဲ့မိကျူတယောက်စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တယ်။ဒီဖြစ်ပျက်ကိုတော့တွေ့ရလုံးကစိတ်မကောင်းခြင်းကိုစီဖြစ်နေခဲ့ကြတာအမှန်ပါပဲ။အဲ့ဒီချိန်ကိုငွေမောင်းကမိမဖြစ်သူမိဆိုင်ရဲ့ခိုင်းစေချက်နဲ့မိကျူအစားဆေးဆရာရှာထွက်ရပါတော့တယ်။ရွာရဲ့ကာလာသားတွေအားလည်း တယောက်မှအာကိုမရတဲ့အတွက်ရမမျက်စိပွင့်နားပွင့်ရှိရဲ့ကိုငွေမောင်ခေါင်းပေါ်တာဝန်ကကြလာဟဲဆိုပါတော့ဗျာမောင်ဘုံတို့ဆရာတပည့်တွေတရားဝင်တရားထက်နဲ့ခီးဆက်နေကြတာအခုဆိုရင်ညနေမိုးပင်ချုပ်တော့မယ်ဆရာဟိုးရှေမှာလူတယောက်ရှောက်လာနေပါလားဗျညလည်းတဖြည်းဖြည်းနဲ့လာတော့မယ်ရှေမှာနာနေတဲ့သူကဒီအနေနာရွာသားတယောက်ဆိုရင်တညလောက်တဲခိုးဖို့အကူညီတောင်းရင်ကောင်းမလားဆရာအင်းအခုချိန်ရောက်နေမှာတော့သွားမေးကြည့်လို့လည်းမစော့ရုံနိုင်ပါဘူးလေ ဆီယမဖုံစကားတန်အဆုံးမှာမမင်းသူကဟဲ့လူဟဲ့လူမမင်းသူအတန်းကြတော့ရှီယလာနေတဲ့သူကသူ့ကိုတိတိချာချာကြည့်လိုက်ပြီးကျုပ်ကိုခေါ်လာဟုတ်တယ်ဗျကျွန်တော်ခေးသွားရပါအခုညနေရက်လေအတော်ဆောင်နေပြီဖြစ်လို့တ냐လောက်တဲခိုစရာနေရဘယ်မှာရနိုင်မလဲဗျဒီအနေနာမှာရွာရရှိသလားမေးချင်လို့ပါပတ်စံပေးမှာအဆင်ပြေမဲဆိုရင်လည်းပြောပါဗျတူတူတဲခိုကပေးနိုင်ပါတယ်အော်ဟုတ်လားဒါဆိုခမ ्या ့ကိုလာတော့လမ်းမှာထမင်းနဲ့ဆိုင်တွေ့ခဲ့သေးရဲ့မလား อืมတွေးခဲ့တယ်ဗျအသက်40အရွယ်အတော်ကြီးရောင်းနေရမလားဟုတ်လိုက်လေဗျဆိုင်မပိတ်သေးခင်ကျုပ်ရင်ထမင်းနဲ့တော့ဝယ်လာအောင်မယ်ခမ ्या ကိုဘာတဲခိုကမှပေးစရာမလိုကျုပ်နဲ့သာလိုက်ခဲ့ကြအခုပဲလေပင်ကြီးရွာထက်ရောက်နေပြီလေတောင်လေးဆောင်ပြောပြီးဒစိမ့်ဖြစ်သူကထမင်းနဲ့ဆိုင်ဘက်ကိုထွက်သွားခဲ့တယ်ဒီလိုနဲ့ပဲခဏကြာတော့ဆရာမောင်ဖုံးတို့ဒစိမ့်ဖြစ်သူရဲ့အနောက်ကနေလိုက်သွားကြရလေပင်ကြီးဆိုရဲ့ရွာလေးထဲကိုရောက်ရှိလာခဲ့ကြတယ်ရွာရဲရောက်တော့ည9:00လောက်ဖြစ်တဲ့အတွက်ဆရာမဖုံးတို့ဘယ်သူမှမမြင်ခဲ့ကြပါဘူး တော်တလေဖြစ်တာကြောင့်မူချုပ်ပြီးစွာနဲ့အိတ်ကြရဲ့အတွက်အိမ်ဒီပေါ်မှာဖျောင်းနိုင်မီအောင်ကိုပဲမတွေ့ကြရကြီး။ကဲဒါကျုပ်အိမ်ပဲဗျ။ခမရောလှလှလလနေလို့ရတယ်။ညစာကတော့ထမင်းနဲ့ပဲစားရမှာနော်။ကျုပ်ကတယောက်ထဲနေတာဆိုတော့ထမင်းချက်စားထက်ဖုန်ကြီးကျောင်းမှာဝေယဝစ္စကိုလုပ်ပေးပြီးစွန့်ချင်ဟင်းချင်ကစားနေကြဗျ။ဒီနေ့အောင်လှဲတန်းရွာကမိတ်ဆွေတို့ရောက်နေလို့ညစာတော့ဝယ်တယ်စူပါတော့ဗျ။ဆရာမဖုန်ကနေပါစီဗျာ။ရပါတယ်။ကျုပ်တို့အတွက်ဘာမှပြင်ဆင်စရာမလိုပါဘူး။ ကျို့တို့ဘိုက်လည်းမစပါဘူးဗျာအခုလိုနေဖို့နေရာပေးတာဟုတ်ပဲကျေးဇူးတင်လာပါပြီဒါနဲ့ခမရနာမည်ကိုဘယ်လိုခေါ်ရမလဲကျုံနာမည်ကတော့ထွန်းကြိုင်ပါကောင်းပါပြီကိုထွန်းကြိုင်ခမမိတ်ဆွေလည်းမတွေ့မိပါလားဗျကျုံမိတ်ဆွေကအခုရွာဦးကျောင်းဖုန်းတော်ကြီးကိုသွားဖူးနေရယ်စေနိုင်မထိုးခင်ပြန်လာဖို့တော့မှားလိုက်တယ်ဗျခဏကြာတော့မောင်ဖုန်းတို့ဆရာတပည့်တွေလည်းကိုထွန်းကြိုင်လိုက်ပြတဲ့အိမ်ခန်းလေးထဲမှာထိုင်နေခဲ့ကြပြီးစကားစမြည်ပြောနေခဲ့ကြတယ်မိနစ်ပိုင်းလောက်ကြာတဲ့အခါမှာ ဆရာမဖုံကနောက်ခံနေရထွက်လာပြီးဖះเจ้าဆောင်ရှိမှဖះရှက်ကိုငါးပါးတီလာခံယူကဂုံတော်ပွားများလို့ပတိကိုတလုံးချင်းညံသားစွာစိတ်နေခဲ့တယ်။ပိုးထောင်နဲ့မမင်းသူကတော့တနေ့တာလုံးခီးပန်းလာတဲ့အတွက်အင်ကန်လေးထဲမှာကောင်းချလိုက်တာနဲ့တပြိုင်နက်နင်းနေချိုက်ချိုက်အပြော်သွားခဲ့ကြတယ်။ကိုထွန်းကျိုင်ခမရအခုချိန်ထိမအိပ်သေးပဲအင်းရှိကွက်ပြက်မှာထိုင်ပြီးဘာလုပ်နေရတော့အိမ်မွားဧည့်သည်အားရောဘာလုပ်လဲဗျ။အော်သူတို့ကခီးသွားရေးပါမိုးချုပ်သွားလို့လမ်းမှာအခက်တွေ့နေရတယ်ခေါ်လာတာ။ နောက်ထပ်နှစ်ယောက်ပါသေးရဲ့အိတ်ခန်းထဲမှာအိတ်နေကြရဲ့လေဒါနဲ့ကိုထွန်းကြိုင်ဖះเจ้าဆောင်ရှေ့မှာထိုင်နေတဲ့သူကအံ့ဩဖို့ကောက်လောက်အောင်တမာဒီအာကောင်လိုက်လေဗျာဟုတ်တယ်ကိုငွေမောင်တရားအထိုင်နေတာတော်တော်လေးကြာနေပြီကွလုံအောင်မလုံမရှက်ပဲငါညီရေဒါဖြင့်ကိုထွန်းကြိုင်သူကယောဂီဝင်းစုံဝတ်ထားပုံထောက်ရင်တော့အထက်လန်းဆရာကြီးများဖြစ်နေမလားဗျဘာမှမသိပဲအင်ခေါ်တင်လာတာမကောင်းဘူးထင်နေကျုပ်ကစိတ်ပူလို့ပြောပြရနော်တမျိုးမထင်နဲ့ဦးအဲ့တော့မသိဘူးငါညီရ သူတို့လာတော့လွဲထဲမှာစစ်ပစ္စည်းအစုံပါလာတာကငါ့ကိုတဲခိုကပေးရမလားဆိုပြီးပတ်စံထုတ်တော့လွဲထဲမှာဂမုံပွင့်နေရောစင်းမြကြီးတွေရောငါတွေးလိုက်တယ်ညနေဆောင်မှောင်နေတော့ဗာစင်းမြတွေလည်းတေချာတော့မသိပါဘူးကွာသူတို့ကလူကောင်းနေပါငါ့ညီရငါလူကဲအခက်မညံ့မအောင်ဟာအဆိုလဲကြုံမပြောတော့ပါဘူးဗျာငါထင်တော့စီးစရာဖြစ်လိမ့်မယ်ထင်နေတလဆရယ်မနက်အာယုံတက်မှမင်းတို့လှဲတဲ့ရွာကလေးချောင်းပြောပြပြီးသူတို့ကုနိုင်မကုနိုင်မေးကြည့်ပါလားအစဉ်ပြေစီးစရာကို မင်းဝိုးဝေးလိုက်မရှာရတော့ဘူးပေါ့ဟုတ်တယ်မလားအခုတော့ရင်ွေးချမ်းနဲ့ထမင်းနဲ့စားပြီးမှအိတ်ညချိန်ဈေးတဲ့ထွက်တာလေဒီဘက်မှာထမင်းနဲ့တဲ့ပဲရှိတာကမနေ့ကမှမနေ့စာကောင်းကောင်းပြင်ပေးပါမယ်ကောင်းပါပြီကောင်းပါပြီဒါနဲ့နည်းနည်းလျှော့စားပေါ့ကွာညာကင်းဘက်ဆိုတော့အစာမကြေဖြစ်နေအောင်မယ်ဟုတ်ကဲ့ပါကိုထွန်းကြိုင်ဒီလိုနဲ့ပဲစားတော့ပြီးအင်းရှင်ကိုထွန်းကြိုင်တဲ့ငွေမောင်းတို့အင်းအောင်ဆက်မှာခြံတော်ထောင်းလို့အရာခွင့်သွားခဲ့ကြတယ်။မနက်၃နာရီအချိန်လောက်တော့ဆရာမဖုံတရားဖြုတ်ကာ အပေါ်စင်ရဖះเจ้าဆောင်ရှိရမှာပဲအနားယူလဲလျောင်းအိတ်ဆက်ခဲ့တယ်။မနက်6နာရီလောက်အရောက်မှာမောင်ဖုံတို့ဆရာတပည့်တွေဦးစွာနိုးထလာကြပြီးမျက်နာတက်ကအင်းရှိကွက်ပြက်မှာထိုင်နေခဲ့ကြတယ်။ရှေးစင်နောက်စင်ကိုထွန်းကြိုင်တို့လည်းနိုးလာကြကမောင်ဖုံနဲ့စကားပြောဖြစ်ခဲ့တယ်။အကိုတို့ကဆေးဆရာကြီးလားဗျ။ကိုငွေမောင်စကားကြောင့်မောင်ဖုံကဟုတ်ပါရဲ့ဗျ။ကျွတ်တော့နဲလှည့်ပြီးဆေးကုနေရသေးပါ။ဒါဆိုရင်အစင်တင်လိုက်တယ်ဗျာ။ကျုပ်ကလည်းဆေးဆရာရှာမဲဆိုပြီးဒီကိုမနေ့ကမှရောက်တာ။ ကျို့တို့ရွာကလေးတယောက်ကိုလိုက်ကိုပေးနိုင်မလားဗျဂျောကတော့ကျို့လည်းအတက်မပြောနိုင်ဘူးဘာဖြစ်ဖြစ်ချစ်ကြွားကတော့မနှဲစီရပါဘူးမဖုံးတဲ့ငွေမောင်ဆိုသူတို့စကားပြောနေတဲ့ချိန်ဖိုးထောင်စကားဖြတ်ပြောခဲ့တယ်ကလေးကပါဆက်ကြီးရွယ်ပြီးစကားမပြောနိုင်ဖြစ်နေရလားဗျဟာဆရာဘလို့သိနေရလဲအကြမ်းမင်များရနေရောသလားမဖုံးကကဲဒီလိုဆိုရင်ရှေရှေဝေးပြောမနေတော့နဲ့ခမရပြန်တဲ့အခါကျို့တို့တပိုင်းလိုက်ခဲ့ပါမယ်ဒါဖြင့်ခမရဘယ်ချင်းပြန်မလဲကျုပ်ကရှာနေရဲ့ဆေးဆရာတွေ့ပြီးဆိုတော့ ဒီမနက်ပဲရွာကိုပြန်မယ်ဗျာ။ဆရာအုံးနေနဲ့အဆင်ပြေရဲ့လား။อืมပြေပါရယ်။မဖုံးတို့ဆရာတပည့်တွေလည်းမနက်စောင်းအဆင်ပြေသလိုစားကကိုထွန်းကြောင်ကျေးဇူးတင်စကားပြောပြီးနှုတ်ဆက်ခဲ့ကြတယ်။ပြီးတော့မှကိုငွေမောင်ဆိုသူနဲ့လှဲတဲ့ရွာရှိအောင်ကိုခေးနဲ့လာခဲ့ကြပါရယ်။တညာကြီးနှစ်ရက်ကြာတဲ့အချိန်မှာတော့လူသွားလန်းအတိုင်းမဟုတ်တော့ပဲလေကွင်းနေတရားနေဖြတ်ပြီးရှောက်ခဲ့ကြရတယ်။ပူပြင်းလာတဲ့နေအောင်ကြီးတန်းကြောင့်ခေးလန်းတခြားမှာတွေ့ခဲ့တဲ့မြရေချမ်းစင်နေရနေမမင်းသူဟာလမ်းမှာတောက်ဖို့အတွက် လွေထဲမှာပါတဲ့လက်ကဝဲတာတာမြေအိုလေးတဲ့ကိုရေထဲကယူဆောင်လာခဲ့ရတယ်။အချိန်တစ်ခုကြာမြင့်တဲ့အထိရှောင်းလာကြတဲ့အခါလဲလန်လေးတစ်ခုကိုတွေ့ရှိခဲ့ရပြီးအဲ့လဲလန်လေးအတိုင်းအတော်ကြာဆက်သွားခဲ့ကြပါသေးတယ်။အဲ့နောက်ကွေးမြန်တစ်ခုမှအလောင်းစင်တစ်ခုပြုတ်လုထားပြီးငပြောပင်နဲ့ထူထပ်စွာပေါက်နေတဲ့နေရာကိုတွေ့လိုက်ရအောင်မှကိုငွေမောင်၆တောက်တည်းတုံငနေရက်သွားခဲ့တယ်။ရောက်ပြီဗျဆရာလေးတို့ဟိုရှိရလှဲတန်းရွာလို့ခေါ်တယ်။ကျုပ်တခါလေးလူနာအိမ်လိုက်ပြပါမယ်။အနောက်ကနေသာလိုက်ခဲ့တော့ပြို့ ။ကဲလန်လီရဲ့ရှစ်တက်တက်မှာတော့အင်ဂျင်20ကျော်ခန့်သာရှိပြီးဘေးပတ်ချာလေးမှာတော့လေကွင်းနေရမျက်စိတဆုံတည်ရှိနေခဲ့တယ်။မာဖော်ကကိုငွေမောက်စကားကိုကြားတရောင်နဲ့ခေါင်းညိပြလိုက်ပြီးအလောင်းစင်ဘက်ကိုအာယုံဆိုင်ကြည့်လိုက်တဲ့အချိန်အလောင်းစင်ရဲ့ဘေးမှာတကိုယ်လုံးထိုးကွင်းမှင်းကြောင်နေပြင်းထန်နေတဲ့သူတို့ငုတ်တုတ်ထိုင်နေရကိုမျက်တွေ့လိုက်ရတယ်။ဒီလိုနဲ့ရွာထဲရောက်တော့ရွာသူရွာသားတွေကကိုငွေမောက်ပြန်လာပြီးဟေ့ပြောပြီးအနောက်ကနေဝင်းရံကလိုက်ပါလာခဲ့ကြတယ်။ဟဲ့မိကျူမိကျူ ဘာတော့တော့အလန့်တကြားနဲ့ဘာဖြစ်နေရတော့ဒီမှာကျုပ်သားလေးထမဲခေါ်နေရဲ့လှမ်းသာပြောမိစမ်းရေငါ့ယောက်ျားဆရာကြီးပြင်လာပြီဟဲ့နင်းသိအောင်အရင်လာပြောတာအခုလာနေကြပြီဟုတ်လားဝမ်းသာလိုက်တာတော့ဝမ်းသာမနေနဲ့အိမ်ဝါရောက်နေကြပြီဆရာလေးတို့ကြွပါတော့ကြွပါအိမ်ဝါရောက်တာနဲ့ကိုငွေမောင်ရဲ့မယားချက်သူမိစမ်းကခေဥကျိုပြုခဲ့တယ်အိမ်ပေါ်ရောက်တော့မစ်ကျူဆိုသူကဖျားခင်းပြီးရင်းရီချန်နဲ့ထညက်ပန်းကိုချကအက်ခံခဲ့တယ်နေလေးဦးလေးကတော့စာလက်စာထမင်းပကန်းရှိမှာ တစစ်တုပ်လေးထိုင်နေခဲ့တယ်။ဆ ्याम မဖေါ်ကဖျားကြောင်ဆောင်ရှိမှဝန်ထိုင်က နေလေဦးဆွဲခလေးလေးကိုအနားကိုခေါ်လိုက်ပြီးအသေးချာကြည့်လိုက်တော့"အင်းဖို့တော်လွေထရငွေရောင်ပလင်ငါ့ကိုပေး။နောက်ထပ်တင်ဝင်အချီကျိုးတချောင်းမှပေးကွာ။ဟုတ်ကဲ့ဆရာ။ကိုငွေမောင်ခမရဒေနီနာမှာညနေ6နာရီမထိုးမီကတော့ဝဲတဝဲစာရှာပေးပါ။အခု၃နိုင်ခွဲလောက်ရှိနေပြီဆိုတော့အမြန်ဆုံးရရင်ပို့ကောင်းပါလိမ့်မယ်။ဟုတ်ကဲ့ဆရာလေးကြိုရအောင်ရှာပေးပါမယ်။မောင်ဖွားဖျားဥချပြီးတော်တော်ရီကိုဆွန်လိုက်တယ်။ ဖိုးထောင်ပေးရဲ့ပန်းလင်းလေးတွေကဆန့်ချင်းမြစ်တပင်ကိုရေနဲ့ရောလိုက်ပြီးမောင်နေလင်းအိုးကိုတိုက်ခဲလိုက်တယ်။ဘေးနားလူတွေကတော့မောင်ဖုံးတို့နေရာကိုကြည့်ပြီးနောင်လည်နိုင်ဖြစ်နေကြကြတယ်။မောင်ဖုံးကတင်ဝင်အချီချိုးခလေးလေးပင်မှာခြေနောက်ပေးလိုက်ပြီးဂါရာတပုတ်ကိုမတိုးမကျရွတ်ဆိုခဲ့တယ်။ဒါသာမန်ယောဂါမဟုတ်ဘူးဗျ။ပြူစားခံထားရတာ။မောင်ဖုံးစကားကြောင့်တရားလုံးအံ့ဩကုန်ကြပြီးမိခင်ဖြစ်သူကကျုပ်သားလေးပြန်ကောင်းနိုင်သေးရဲ့လားဟင်ဆရာ။ဒါဆိုဘလို့လုပ်ရမှာလဲ။ပြန်ကောင်းကုသပေးပါနော်ဆရာလေး။ အမေဘာမှစိတ်မပူပါနဲ့ပြန်ကောင်းနိုင်ပါ रे ကျိုးတော့ဒီလိုကိစ္စရင်မှလည်းနားလေတက်ကြွတဲ့အတွက်ကိုငွေမှပြန်လာရခါအတက်နိုင်ဆုံးကုသပေးပါမယ်အဲ့လိုပြောလိုက်ပြီးကလေးရဲ့မိခင်ဖြစ်သူကိုနှစ်သိမ့်ပေးခဲ့တယ်ဒီလိုနဲ့ညနေ9နာရီလောက်ရောက်တော့ကိုငွေမှကတော့ဘဲကိုခေါင်းနဲ့ရွက်လို့ပြန်လည်ရောက်ရှိလာခဲ့တယ်ကိုငွေမှရောက်လာတော့ဆရာမဖုံးကကဲမကျူကျွန်တော်အချိန်ဆွဲမနေပဲကိစ္စအများဆုံးဖြေရှင်းရလိမ့်မယ်နောက်ကြသွားရင်မကောင်းဘူးဗျမမင့်သူ မြတင်နောက်ကအလောင်းစင်တင်ထားရဲ့ကွင်းမှာကရော်ဘဲကိုအသေးချလေးပြင်ဆင်ထားဖိုးထောင်ကတော့ကလေးကိုခေါ်လာခဲ့လို့ပြောလိုက်ပြီးလူအုပ်ကြီးနဲ့အတူအနောက်ကွင်းထဲကိုရောက်လာခဲ့ကြတယ်။ကိုငွေမောင်နဲ့မိဆန်းကတော့အမွေးတိုင်ဖျောင်းနိုင်ကိုယူဆောင်ကအနောက်ကနေလိုက်ပါလာခဲ့တယ်။နေရောင်ရောက်တာနဲ့မဖေါ်ကဟိုကောင်လေးမင်းကိုမကိုတိပြီလားကွာထူးထူးဆန်းဆန်းမေးလိုက်တဲ့စကားကြောင့်မိကျူနဲ့အတူရာသူရသားတွေကမောင်နေလင်းဦးစီကိုအကြည့်ဆုံးသွားခဲ့ကြတယ်။မောင်နေလင်းဦးကချက်ချင်းဆိုသလိုမြေကြီးတွေဝဲလာပြီး ခေါင်းအကျဉ်ချင်းနှိပြခဲ့တယ်။ကဲဒါဆိုမေးအဖခင်ကိုကြော်ပြီးတောင်းပန်လိုက်ပါ။မောင်ဖုံစကားဆုံးနာနဲ့မောင်နေလင်းဦးကအကောင်းစီကိုပစကဝဝဝအတန်းထွက်လို့ကြော်တောင်းပန်ခဲ့တယ်။မောင်မင်းသူကဘေးပတ်လည်းကိုစီချထား။ဟုတ်ကဲ့ဆရာဖို့ထောင်မြန်ကြော်ပွဲရှိမှာခလေးကိုနေရာချပေးလိုက်။ရွာသူရွာသားရဲ့အားလုံးနောက်ဆုံးနေကြပါ။မောင်ဖုံပြောလိုက်တော့ဆရာဆွဲလေးစားသမှုနဲ့ရွာသားရဲ့အားလုံးနောက်ကိုဆုတ်သွားခဲ့ကြတယ်။မောင်မင်းသူမင်းကအသက်ဆန်းမြင်ကျင်နေမှလား။တေချာကြည့်ထားနော်။ ဟုတ်ကဲ့ပါဆရာအထက်ဆရာကြီးတွေရဲ့အမိတ်ဤနေရာကို အပိုင်စားရထားတဲ့ပုံကိုအခုချက်ချင်းကျွန်တော်ရှေ့ရောက်စီမောင်ဖိုးအမိတ်ပြန်လိုက်တာနဲ့မကြခင်မှာမိုးချင်းတန်နေတဲ့အတူဒီကိုလုံးထိုးခွင်းမှင်းကြောင်းနဲ့အပြည့်နဲ့ပုံကိုတူရောက်ရှိလာခဲ့တယ်။ရောက်ရှိလာတဲ့ဆရာမောင်ဖိုးကတင်ရောက်လာပြီဆိုရင်ကြုတ်ပြောတာနားထောင်ပေးပါ။ငါကွေးနဲ့လာပြီ။ငါအမိတ်ပေးရသေးတယ်။နားမထောင်ရင်တင်ကျွန်ုပ်ကိုဘာလုပ်နိုင်လဲပြော။ဟွန်းဟွန်းကျုပ်ကဒီနေရာကိုအပိုင်စားရထားတဲ့ကွင်းပိုင်မယ်။ ကျုပ်ကမြတ်တာသမားဖြစ်လို့တင့်ကိုဘာမှမလုပ်ပါဘူး။တင်ကျုပ်ပြောတာကိုအယုံစိုက်ပြီးနားထောင်ရင်ဖြင့်တင်းတဲ့ကျုပ်ဘာပြဿနာမှမဖြစ်နိုင်ပါဘူး။ကျုပ်ကဖြစ်ချင်တယ်ဆိုရင်ရောတင်းကကွင်းပိုင်တစ်ပတ်အစင်ပဲရှိရပါ။ဒီလိုဆိုရင်လေတင်းထက်အစင်မြင့်နဲ့ကွင်းပိုင်အဖိုးပင့်ဖေးလိုက်အောင်ပေါ့လေ။ကျုပ်ပါဆရာလေးရေမသိလို့ပြောမိတာပါ။ကွင်းပိုင်အဖိုးတော့မပင့်လိုက်ပါနဲ့။သူတင်းကျုပ်ကိုအပြစ်ပေးမှကြောက်လို့ပါ။ဖိုးထောင်နဲ့မောင်မဲသူကကွင်းမိုင်အဖိုးစွာနဲ့ချက်ချင်းကြောက်လန့်သွားတဲ့ရှီယာပုတ်ကိုကြည့်ပြီးနှကန်တွွင့်ုံလေးပြုံးကြည့်ကြတယ် ဆရာဖုံးကဒါဖြင့်ကောင်းပြီလေတင်လောက်ရကမမပါပဲသူကခလေးပဲရှိပါသေးတယ်တင်ဒီကလေးရဲ့အိမ်မက်ထဲမှာသူမားခဲ့တဲ့မြောက်ကိုအိမ်မက်ဆိုးနေနဲ့၆လှန့်နေရာကျုပ်တည်ပါတယ်တင်ပြူစားထားတွေကိုပြန်နှုတ်ယူပေးပါအခုခွင့်လို့ပေးဖို့အချိန်တန်ပြီးထမ်းပါတယ်ဒါကျုပ်ဖက်ကမေတ္တာရက်ခံတာပါဒီကလေးကအပြောဆိုမစင်ခြင်းပဲရိုင်းပြနေရကြပြီနောက်ဆုံးချိန်ကိုဖားကင်ကိုပြမပြောလိုက်တဲ့စကားအမှားကြောင့်သူ့ကိုအပြစ်ပေးတန်ခတ်ထားတာစကားမပြောနိုင်ရင်သူရမ်းဆက်ဆိုင်ပြောမရတော့မှလားဟုတ်ပါတယ် ဒါပေမဲ့လေတင်အပြစ်ပေးရကြားသွားရင်ခလျာတက်တက်လုံးစကားပြောနိုင်တော့မှမဟုတ်တဲ့အတွက်တင်လုံးတင်မလုံးတင်စဉ်းစားပါအောင်။ကွေးမိုင်ကြီးကခေါင်းအမောကတခုခုစဉ်းစားမိသွားအောင်မှအင်းအခုသူ့ကိုဖခင်ရတော့ခွန့်လို့ပေးမယ်။ငရေကမနေဘူးစွာသူတိသွားတော့ပါပြီ။ကျုပ်ဖြေလျှော့ပေးပါမယ်။နောက်မမဖို့သာတင်ကြားထားပေးပါ။ကဲဒါဆိုရင်ကောက်ပါပြီ။ကွေးမိုင်ကြီးကျွေးမြတ်တာရက်ခံမှုသဘောတူလက်ခံပေးရတဲ့အတွက်ကျေးဇူးပါ။ကျုပ်ပြုသမျှကုသိုလ်အဖို့ကိုလည်းတင်အမျှပေးဝေးပါမယ်။ ကဲမောင်နေလင်းကိုရှာပုတ်ကိုကတော်ပြီးတောင်းပန်လိုက်ပါဦးကျွန်တော်မှောက်သွားပါတယ်နောက်မဖြစ်စီရပါဦးခွင့်လွှတ်ပေးပါဟာကျွန်တော်စကားပြောလို့ရပြီဝမ်းသာလိုက်တာဆရာလေးတို့ရဲ့ကျုပ်သားလေးစကားပြောနိုင်သွားပြီဆရာလေးတို့ကျေးဇူးမမေ့ပါဘူးအဲ့ချိန်ရှာပုတ်ကဒါဖြင့်ဆရာလေးတို့ကျုပ်ကိုခွင့်ပြုပါအောင်ဆိုပြီးပြောလိုက်တယ်မောင်ဖုံးကခေါင်းကြီးပြလိုက်တော့ကွင်းမိုင်ကြီးကအယိုသေးပေးကပြောက်ွက်သွားခဲ့တယ်ဒီတော့မှမောင်နေလင်းဦးကဆရာမောင်ဖုံးကိုကတော့ကကျေးဇူးတင်ကြောင်းပြောကြပြီးသူ့မိအနာကိုကတ်သွားခဲ့လိုက်တယ် မောင်ဖောကနောက်နောက်အပြောဆိုဆင်ခြင်းပြီးဖရာတရားမမေ့ဖို့မစဲမစိုးစေးဖို့ပြောကြခဲ့တယ်။နောက်တစ်ချက်အနေနဲ့ခင်မွန်ကြီးဆေပါအကြောင်းအကျယ်ဖော်ပြအသိပေးခဲ့တယ်။ခင်မွန်ကြီးဆေပါထဲမှာပါရှိရဲ့မိခင်ဖခင်ကိုပြမမေ့ရင်တက်ကိုင်းပြည်တော်ကိုသာမြင်နိုင်ပြီးမိဘကိုင်းပြည်ရင်မမြင်နိုင်ကြောင်းအပြစ်ကကြေးလေးချောင်းပြောဆိုညွှန်ပြခဲ့တယ်။ဆာရွက်တွေ့ရမှာလေခင်မွန်ကြီးဆေပါခရော်နီကိုရေးသားပြီးတရားလုံးသိရှိစေဖို့ပြည့်ရခဲ့တယ်။ဖျားရှိခိုးတိုင်းခင်မွန်ကြီးဆေပါအမှုထားပြီး ရွတ်ဆိုဖို့ရာတိုက်တွန်းပြီးအကာအကွယ်ဖြစ်စေဖို့တင်ဝင်အခြေကျိုးတွေကိုလည်းရွာသူရွာသားအားလုံးကိုပေးလှူခဲ့ပါသေးတယ်။ဆရာမောင်ဖုံးတို့လည်းကိစ္စရပြီလို့အဲ့ရွာလေးမှာတညတာတဲခိုးခဲ့ပြီးမနဲ့ရောက်တော့ကျွတ်တို့တော့ခွင့်ပြုအောင်မတ်ကျူအဲ့ချိန်မတ်ကျူကနေပေါင်းဆရာလေးတို့မနဲ့စာလေးစားသွားကြပါအောင်လားနေပါစီဗျာကျွတ်တို့မစားတော့ပါဘူးအရေးကြီးကိစ္စရှိနေလို့ပါဒါဆိုရင်အခကျင်းငွေဘယ်လောက်ပေးရမလဲပြောပါအောင်ကျွတ်တို့ကအခကျင်းငွေယူပြီးလှူစားနေရမဟုတ်လို့ တာလီရှင်ပြည့်ရဲ့နေရာမှာပဲထည့်လွှတ်လိုက်ပါမောင်ဖုံးတို့လည်းအနောက်ကွင်းထဲကနေရွာသူရွာသားတွေကိုနှုတ်ဆက်ပြီးထွက်ဖို့အလုပ်မောင်ငွေမောင်ကဆရာလေးကိုနာမည်လေးတီးပြစီဆိုပြီးလှမ်းမိခဲ့တယ်ကျုပ်နာမည်မောင်ဖုံးဒါကျုပ်တပည့်နှစ်ယောက်ဖိုးထောင်တဲ့မောင်မင်းသူပါဆရာလေးတို့ဘယ်ချိန်ပြန်တွေ့ရနိုင်မလဲဗျကမကုံတို့ပြန်ဆောင်ကြတဲ့ချိန်တွေ့ကြရအောင်ပါဗျာအဲ့လိုပြောပြီးအဲ့လဲတဲ့ရွာလေးကနေထွက်လာခဲ့ကြတယ်ဒီရွာလေးကတော့ဘယ်ကလာမှန်းဘယ်ကိုသွားမှန်းမသိရဲ့ ဆရာသုံးယောက်ကိုအမြဲတရားနေခဲ့ကြတယ်။အိနေရဆလိုမောင်နေလင်းဦးလူရင်ကြီးတယောက်ဖြစ်သွားခဲ့ပါတယ်။ဆရာမောင်ဖုံးတို့ရွာကနေထွက်လာကြတာသုံးရမြောင်းနေမှာတော့အနောက်ကနေတရားရောက်ရှောက်လာအကိုတရေထားမိရဲ့အတွက်ဆရာတပည့်တွေလှည့်ကြည့်လိုက်တဲ့အချိန်ထူးဆန်းစွာနန်းဝင်နန်းစားနေသူတို့ဖြစ်နေခဲ့တယ်။တင့်မတူလဲကျို့တို့နောက်ကနေဘာဖြစ်လို့လိုက်နေရတာလဲ။ဖိုးထောင်မေးလိုက်တဲ့စကားကြောင့်ကျုပ်ကရေအောင်နှကားတိုင်းပြည်ရတကားဆောင်မှာ အခုဆရာဖုံးရဲ့အကူအညီလိုရနေလို့လိုက်ပါနာကျင်းတာဖြစ်ပါတယ်။ဆရာဖုံးကဘလို့အကူအညီမျိုးလဲ။တင်းအလိန်ညာကြီးပြောနေမယ်ဆိုရင်တော့ကျို့တို့အစိုးမစိုးနဲ့နော်။ကျို့မလိန်ဝတ်မအောင်ဆရာလေးတို့ရဲ့ဆရာလေးမှတ်မိသေးရဲ့လား။ဘောကဝတီမှာဆရာလေးကြီးစိုးစဉ်အချင်းကဆရာလေးရဲ့ခမဲတော်ဖြစ်သူကိုယ်တိုင်သဘောတူလက်ခံပေးထားတဲ့ဆရာလေးရဲ့ကျင်ပတ်စန်တာဟေမန်မင်းသမီးဒုက္ခရောက်နေလို့ပါ။အခုချိန်ကာလကရေအောင်နဂါးကြီးဥပိုလ်ဆောက်တည်တဲ့အချိန်ဖြစ်တဲ့အတွက်တုံနာတိတိအတိတ်တန်ရရှိဝင်နေကြတဲ့အချိန် မျက်စောက်နှဆိုးတကောင်လာရောက်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။음။ဒါဆိုငကားမင်းရဲ့လက်အောက်ခံနေရရောမတားဆီးကြအောင်လား။တားဆီးရဖို့ဆရာလေးရဲ့။ဒါပေမဲ့အဲ့မျက်စောက်နှဆိုးဟာအလွန်အဆွမ်းထက်လာပါတယ်။စန်တာဟီမန်မင်းသမီးရလည်းဥပိုလ်ရဲ့ဖြစ်တာကြောင့်ပြန်တိုက်ခိုက်ဖို့အခွင့်မသာခဲ့ပါဘူး။ထူးဆန်းတာကသူစီမှာငကပတ်ကြော့ရင်ပါရှိနေရပါပဲဆရာလေး။သူကအနေနာရွာတွေကလာရောက်ကြတဲ့ငါဖန်းလေးတွေကိုလေအမျိုးမျိုးနဲ့မှောက်အောင်လုပ်ပြီးလူသားစားရဲ့နှဆိုးတကောင်မှာငကပတ်ကြော့ရင် အစွမ်းနဲ့လေနန်းနကားတွေကိုအမေပေးနိုင်ပါ रे ကျုပ်ကသူ့ပိုင်နဲ့ကိုတွားရောက်ခွင့်မရှိတဲ့အစင်းနဲ့တကားဆောင်မှဆရာလေးကုညီပေးပါကျုပ်တို့အရင်ဘဝကပတ်သက်ဖို့ရဲဆိုတဲ့အချက်ကြောင့်အခုဘဝမှာညနာလိုက်ဖြည့်ရှင်းပေးလို့မရဘူးအထက်ပုဂ္ဂိုလ်တွေရဲ့အရေးကြီးညွှန်ကြားချက်ကသာကျုပ်အတွက်တာဝန်ဖြစ်တယ်ဒါကြောင့်ကုညီမပေးနိုင်ပါဘူးကျုပ်တို့ရုပ်ပြောင်းကဝေကိုနှိမ့်နှင်းဖို့ကအလွန်အရေးကြီးနေလို့ပါဒါကြောင့်တင်လာရလမ်းဟိုသာပြန်ပါဆရာလေးတို့ကုညီပေးမှဖြစ်မှာမဟုတ်လို့ပါနောက်ပြီးဆရာလေးတို့နှိမ့်နေရမယ် ရုပ်ပြောင်းကဝေးခုနှစ်ဆင်းရွာမှာပုန်းခိုနေရာကျုပ်တည်ပါရယ်အခုမျက်စောင်းနဲ့ဆိုကြက်စားနေရဲ့မြက်တချင်းကိုဖြတ်ကျော်ပြီးမှသာလေအဲ့ခုနှစ်ဆင်းရွာကိုရောက်ရှိနိုင်မှာပါ နောက်ပြီးအဲ့မြက်ကိုဖြတ်ဖို့ရအတွက်ရေအောင်တရိဆိုင်နေရာလွဲပြီးမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုရင်မြက်မှာလှေစီးရတဲ့သူလည်းမရှိသလောက်ပါပဲလမ်းကြုံနေတဲ့အတွက်ကုညီပေးပါဆရာလေးတို့ရဲ့ကျုပ်ကိုဆရာလေးရဲ့ဖခင်မဲတော်ကိုတိုင်စကားပါခိုင်းတာကြောင့်ဆရာလေးကုညီမပေးရင်ကျုပ်ဘောကဝရီမပြောင်းဝဲလို့ပါဆရာလေးတို့ကုညီပေးမယ်ဆိုရင် မြစ်ကိုဖြတ်ဖို့ကြုတ်ကူညီပေးနိုင်ပါတယ်။အဲ့ချိန်ဖိုးထောင်ကဆီယာမဖုံးရဲ့လမ်းကြုံနေဆိုရင်လေကူညီပေးလိုက်ပါ။မမင်းသူကလည်းဟုတ်ပါရဲ့ဆီယာရဲ့အကူညီတောင်းနေတဲ့သူလေတနာဖို့ကောင်းနေပါပြီ။ကူညီနိုင်လားဆိုရင်ကူညီပေးလိုက်ပါ။ငကားမင်းကလည်းအဲ့မျက်စောင်းနဲ့ဆိုဥပိုလ်ရဲ့ဖြစ်နေရင်တောက်ရောက်နေနေမှာမဟုတ်ဘူးမလား။ဒုက္ခရောက်နေသူကူညီလို့ကျွတ်တို့ပြေပြေးမခံရတော့ပါဘူးဆရာရဲ့။အင်းမင်းတို့မင်းတို့ကဒီလောက်တောင်ကူညီခြင်းတပါဆိုရင်ငါမငင်းတော့ပါဘူး။ မ်းကြုံနေဆိုရင်တော့ကျောက်ကူကြီးဖြည့်ရှင်းပေးပါမယ်တကားဆောင်ကျေးဇူးပါဆရာလေးတို့ရေဘဝတန်တရားမှာကျင်လည်နေသည်မြကိလေသာတဏှာအမှောင်လန်းကိုဖျက်ရှောက်ခဲ့ရမှာပါပဲထို့တူအချစ်ဆွေနေရမှာကြီးရလဲပေါ်ပေါက်ဖို့မှာပါအတိတ်ဘဝကကျုပ်စီမှာလဲအချစ်ဦးစွာရှိခဲ့တာပေါ့ဗျာတို့ပေမဲ့ဘဝအဆက်ဆက်ပါမီအဟုံးကြောင့်ယခုဘဝကိုခက်ခက်ခဲခဲရောက်ရှိခဲ့ရတာပါဒါကြောင့်ကိလေသာကုန်ခန်းတော်မဲ့ကျုပ်ဘဝကိုအလေအလွတ်မခံနိုင်တဲ့အတွက်ဒီအကူကြီးတောင်းဆိုမှုကိုကြုံငြင်းရတာပါပဲ ကျောဘက်ကတန်ရောစင်ကျိုးစွာဖြတ်နိုင်ခဲ့ပြီးဆိုပေမဲ့တစ်ဖက်ပုတ်ကိုညံအလဲမရှိပဲခန်းစားသွားမှာကိုတော့မမြင်ချင်တာအမှန်ပါပဲဗျဒီလိုပုတ်ကိုရေးရတယ်ကျုပ်မဝင်ချင်တော့ဘူးအတေဝါကဖာခမဲတော်ကကျုပ်ကိုဘာကြောင့်ကိစ္စကြောင့်အကူကြီးတောင်းခိုင်းရလဲဒီမျက်စောက်နဲ့ဆိုရောဘာကြောင့်ကြောင့်ဆန္နာဟိမန်မင်းသမီးကိုအခွင့်သားချင်းစောင့်ဆိုင်ပြီးရွေချက်ရှိရှိဖမ်းဆီးသွားရလဲနကဘက်ကျော်အင်းရှိနေပုံထောက်ရင်မဟုတ်မှလွဲရောနန္ဒကုံမများဖြစ်နေရောလား ွေဟောင်းလီတော်ဆက်ချင်ပါသေးရဲ့ဆန္နာဟိမန်ဆန္နာဟိမန်ကမ္မကုံတော့လေပြန်ဆောင်ကြရအောင်ပါဟိုတကယ်တော့ဗတ္တကဘာကြီးဟာကျင့်ကျင့်လေးပါလား